ခရိုမာရီယာမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကိုကျိုးစီးပွားအတအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပိုများပါတယ်အဲ့ဒီထဲမှာခမရမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ဒီနေ့ပထမဆုံးကပြောရမှာကကျွန်တော်ကျွန်တော်တို့ရဲ့ the statement channel ကိုကျွန်တော်ကြီးညာပါမယ် statement channel ကိုမနေ့ကမကြီးညာလိုက်ရောဒီနေ့ကြီးညာတာပါအမှတ်စဉ်62ကတော့အခုလိုမျိုးလေးထွက်ရှိလာပါပြီမစကိုတဲ့မှာလေကာဘာစတိုရီကတော့အလုံးကြီးတဲ့ကြားဖြန့်ပဲရှင်းပြထားပါတယ်။ဒါပေမဲ့ကြားဖြန့်ကတော့ဆက်မနဲ့3 4 8စက္ကွန် အဲ့ဒီလေးကူမှာပေါင်းဖက်လိုက်ရင်ခင်ဗျားတို့ကြားဖြတ်နေပတ်သက်ရင်တည်တည်သိထိုက်တာမှတ်သမျှကိုစုံအောင်သိသွားပြီအပြင်ကပေါက်တက်ကြရသတင်းတွေနားထောင်မဲ့အစားဒီစာမျက်နှာ348စက္ကွန်အဲ့လေးကိုဖတ်လိုက်တာရဲ့နောက်ပြီးခဲ့တဲ့အမှတ်စဉ်90ရာစာမျက်နှာ3ဖတ်လိုက်ရင်ကြားဖြတ်နေပတ်သက်ရင်ခင်ဗျားတို့လူတွေကြားထဲမှာလူပေါ်လူစော်လို့ပြောလို့ရတဲ့စက်တန်ရောက်သွားပြီတကယ်ပေါ်တာခင်ဗျားတို့လိုက်စုံစမ်းမိမျက်နှာကြီးခေါင်းကြိုက်တယ်အဲ့ဒီဟာလေးကဖတ်လိုက်ရင်ခင်ဗျားတို့လူတွေကြားထဲမှာကြားဖြတ်ဟိုဆရာကြီးလိုပြောလို့ရတဲ့စက်ရောက်သွားပြီတကယ်ပေါ်တာအဲ့ဒီရောက်သွားပြီအဲ့လောက်ထိကျွန်တော်တို့ ကျိုးသားပန်းသားလုပ်ပေးထားပါတယ်အဲ့တပုံးနဲ့နေခင်ဗျားတို့ဒီ1000နဲ့1000နဲ့တန်နေပါပြီအဲ့လိုပြောပြတယ်နော်ဆိုတော့တော့ဒီမှာကျွန်တော်ဒီမှာ cover story ဒီမှာတော့တရုတ်ကိုတဲ့တရားမဝင်သွားရောက်သူလစဉ်300ကျော်ရှိနေတယ်အဲ့ဒီထက်မှာတရုတ်မရဖြစ်သွားအလုပ်လုပ်ချင်တဲ့လူကပိုများနေတယ်တဲ့ဆိုတဲ့သတင်းนี่ဒါလည်းကျွန်တော်တို့အထက်မှာ detail လုပ်ထားပါတယ်အဲ့ဒါ ရှာဖတ်လို့ရပါတယ်ဝယ်ဖတ်လို့ရပါတယ်ဒီနေ့ဆိုရင် PDF file တွေရောင်းနေပါတယ် PDF file တွေကို Telegram တွေတစ်ဆင့်ရောင်းနေပါတယ် PDF file ဝယ်ယူဖတ်ရှုလို့ရပါတယ်အဲ့တော့ဒါလေးဖတ်ရှုလို့ရတယ်ဆိုလို့ပြောပြတာပါအပြင် channel ဆိုင်တွေမှာရောင်းလို့ရှင်တော့ရောင်းတာတော့ဒီနေ့စနေနေ့နေ့မှာတချို့ဆိုင်တွေမှာမရှိတော့ကုန်သွားပြီတဲ့ကျွန်တော်မေ့ကြည့်ပြီးတော့ဒီကုန်ပြီတဲ့ရန်ကုန်ကနေရာတချို့မှာလှမ်းပြီးတဲ့ကုန်ပြီတဲ့ဒီနေ့ဆိုမိတ်ဆွေတယောက်ကလာပြောပါတယ်အဲ channel ရောင်းကောင်းတယ်တဲ့လုံးဝပြတ်သွားပြီမနဲ့မိုးလင်းလို့ရောက်တာနဲ့သူတို့တစ်ယောက်ပြန်လိုက်ဝေကုန်လိုက်ရောင်းကုန်သွားပြီတဲ့တိုက်ခနေပဲတဲ့အဲ့လိုပြောတယ်ဆိုတော့ကျွန်တော်တော့တော့ ဟိုဝမ်းတာရမလားဝမ်းဝမ်းတာရမလားပဲဒါမှမဟုတ်ဟိုဘယ်လိုဖြစ်မလဲမသိဘူးဖြစ်နေတာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်မှလည်းဟိုထုတ်သွားထုတ်ရတာကလလန်နော်ဟိုအကန့်တန်းနဲ့ထုတ်နေရပြီးတော့ကျွန်တော်ကပုံနှိပ်တာမချိမစနှိပ်မိလို့မတော်တဆပုံသွားရင်လည်းကျွန်တော်ပုံရှံသွားရင်လည်းကျွန်တော်ရှုံးတယ်အဲ့တော့ဟိုမပုံရှံလို့မလောက်ရင်လည်းအစဲခံပါလေကြောက်သေးတယ်ကျွန်တော်တို့မှလည်းခဲ့ပြဿနာနော်အဲ့ဒါကြောင့်ဝယ်မရပါဘူးကိုလို့ပြောခံမှကြောက်သေးတယ်တကယ်လေးကုန်နေပါပြီကြားပါလေနော်အဲ့တော့ဒီမှာဆိုတရုတ်ကိုတရားဝင်သွားသူလာစဉ်လူ300လောက်ရှိတယ်တရုတ်ကိုဘလို့ပုံစံနဲ့ဖြစ်ဖြစ်သွားနေကြတာ အခုဒီလောက်ခက်ခဲတဲ့ချိန်မှာတော့ရအောင်သွားတယ်အဲ့ဒီမှာတရုတ်မရဖြစ်နေသွားလို့သွားတယ်လို့ပုံများတယ်တဲ့တချို့ဆိုအငားကိုဝင်ဆောင်တော့တော့သွားကြတယ်တဲ့အဲ့ဒါဖြစ်နေဆိုတဲ့သတင်းလေးတွေကျွန်တော်ရေးထားပါတယ်ဒါလည်းသတင်းတစ်ပုဒ်ဖြစ်နေမှတ်ပါနောက်တစ်ခုကမန္တလေးစကိုင်းစက်မှုဆောင်မှာရှိတဲ့အသေးစားတရေကျူတန်တန်းဆွဲဆက်ကို120ကျရနာခံထားတယ်ဒါတော့ကျွန်တော်ဒီနေ့တရားပြောပါမယ်ဘာဖြစ်လို့ဆိုတော့ဒါကလူအများကြီးရဲ့အလုပ်နဲ့ဆိုင်တယ်အဲ့တော့ကျွန်တော်ဒီနေ့ပြီးခဏနေပြောပါမယ်သေစိတ်ရှင်းပြပါမယ်နောက်တစ်ခုကဒီဖះသုံးစုကရေးကိုသွားမယ်ကုံကားလေးအဲ့ဒါနဲ့ပတ်သက်ရင်ရေးဘလူကတော့ချိန်ချောက်ပြီးတော့ တို့ရဲ့လက်နက်တွေကိုတဲခိုင်းနေတယ်တဲ့အဲ့ဒါကြားတယ်အဲနောက်တစ်ခုကဒါကတော့ကျွန်တော်တို့ဒီပရိပခဖြစ်တဲ့နေရာတွေမှာကျွန်တော်တို့တံမိုးထားရတဲ့အကောင်တရဝါတမျိုးဖြစ်တဲ့ဆင်းအကောင်ကြီးရော့ကြမှုတွေဖြစ်လာနေတယ်နောက်တစ်ခါရခိုင်နဲ့စောနဲ့ကြားမှာရခိုင်နဲ့စောဒေသကြားမှာမွေးစေဝါနဲ့စားတော့ကုံနဲ့ဘာတာစနစ်ကုံလဲစနစ်နဲ့ကုံလှဲနေကြတယ်အောင်ရှိတယ်လို့ကြားပါတယ်အဲ့တော့မွေးစေဝါနဲ့စားတော့ကုံနဲ့ကုံဖလဲတဲ့စနစ်ဘာတာစနစ်ကိုတုံးနေရတယ် ရခိုင်နဲ့စောချမှာပေါပေါက်နေတယ်ဆိုတဲ့တရင်လူငါတို့လည်းစုံစမ်းလို့ရအောင်ပေးပေးထားပါပေးထားပါလေနောက်ကမိုးကိုရရတော့ဒီလောက်ကမှဖြေထွက်မယ်ဒါလေးတွေကျွန်တော်ပြထားပါလေအထက်မှာစောင်းပါတွေရောသုံးသက်ချက်တွေရောအများကြီးရှိပါတယ်အဲ့တော့တော်တော်လေးဒီထက်မှာဖတ်ကြည့်ရင်တော့ညီအစ်တို့စာမျက်နှာတက်ဆောင်ရင်းတရွချင်းတရွချင်းဖတ်ကြည့်မယ်ဆိုတော့တမိုးရှိတဲ့အကြောင်းအရာတွေအများကြီးပါပါတယ်တမိုးရှိတယ်တမိုးလည်းတမိုးလည်းရှိတယ်ဒီအကြောင်းအရာတွေဖတ်ပြီးတာနဲ့လူရဲ့ကြားထဲမှာတော်တော်လေးခင်ဗျားတို့လူပေါ်လူစော်လုပ်လို့ရအဆင့်ရောက်သွားပြီလို့ပြောချင်တာပါနော်ကဲအဲ့တော့ကျွန်တော်ဒီနေ့ပထမဆုံးပြောမယ်ဆိုတဲ့အကြောင်းအရာကချမ်းမှုဒီ ဒီဆက်ယုံမန္တလေးနဲ့ဟွာကြားဆက်ယုံပေါ့နော်မန္တလေးနဲ့မန္တလေးနဲ့စကိုင်းမှာကြားမှာရှိနေတယ်ဆက်ယုံပေါ့အဆက်ဆက်မှုဆုံးပေါ့နော်ဆက်မှုဆုံးတွေကအသေးစားတရေကျိုးတဲ့တန်နှန်းဆွဲဆက်ယုံအလုံးဆက်ယုံ120ကျော်ရက်သွားတဲ့ကိစ္စပါအဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတာစီးပွားရေးနဲ့ဆိုင်နေဆက်ယုံ120ဆိုကြတဲ့ဆက်ယုံတွေမှာလူ100ရက်ရှိတယ်ဆိုတော့လူ1900ပဲဆက်ယုံတွေလူ100ရက်ပဲရှိရင်တော့လူ1900ပဲပုံဝင်လေးပြောအဲ့တော့လူ1000နဲ့ချီပြီးတော့အလုတ်လက်မဲ့ဖြစ်သွားရတဲ့အချိန်ကြီးအဲ့လိုအလုတ်လက်မဲ့ဖြစ်ရင်ဘာဆက်ဖြစ်မလဲမန္တလေးရဲ့စကိုင်းမှာ တာမန်အချိန်ကလုံသားတွေအလုတ်လက်မဲ့ဖြစ်ရင်ဘာဖြစ်မလဲဆိုတော့တဏှတိကန်ကိုလိမ့်မယ်တဏှတိကန်ကိုလိမ့်မယ်ကျွန်တော်စိတ်ပူတယ်ဘယ်လိုပဲလူ1900ကျော်ဆိုတာကျွန်တော်နည်းနည်းလေးပဲပြောတာ1900ကျော်မကပါဘူးစက်ဟုတ်တယ်မှာလူ100ယောက်ဆိုတာကျွန်တော်ခရီးတော်ရေရိုးလေးပဲမဖြစ်နိုင်ပါဘူးဒါတည်းများပါတယ်အဲ့တော့တိုင်ရေကျိုးတဲ့စက်ယုံတန်တန်းဆွဲစက်ယုံ120ကျော်ရှိပါတယ်တဲ့နော်မန္တလေးနဲ့စကိုင်းကြားမှာပြောရင်တော့မန္တလေးရဲ့အစွန်ဖျားကြီးနဲ့ဟိုစကိုင်းစက်မှုစုံထဲမှာစက်ယုံပေါင်း120ကျော်ရှိတယ်တဲ့အဲ့စက်ယုံတွေကအကုန်လုံးကပြည်တွင်းမှာရုပ်စက်ယုံတွေပါပြည်တွင်းထုတ်တွေပါအဲ့တော့ ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစိတ်ကိုရက်ခိုင်းတယ်ဘယ်သူကရက်ခိုင်းလဲဆိုတော့သက်ဆိုင်ရာအာရုံဖွဲ့စည်းရက်ခိုင်းတယ်တဲ့။ဘာလို့ရက်ခိုင်းတယ်လဲဆိုတော့တဲ့။အဲ့ဒီစိတ်ုံကထုတ်တဲ့တန်စရာတဲ့။စံချိန်စံညုံးတွေမမီတဲ့အတွက်မမီတဲ့အတွက်ရန်နာထားပါဆိုပြီးတော့ခိုင်းနေတဲ့။စံချိန်စံညုံးအစ်စ်တွေမရေးဆွဲရသေးဘူးရန်နာထားပါဆိုပြီးခိုင်းနေတဲ့။အဲ့တော့တန်တဲ့စိတ်ုံပေါင်း120ကျော်ရက်ထားတာ6လကျော်ပြီတဲ့။ဆိုတော့ကျွန်တော်ကအခုမှသေချာစဉ်းစားမိတယ်လူ6လကျော်ရှိနေပြီဆိုတော့ခင်ဗျားအဲ့ထဲကတန်ရီဂျိုတန်တန်းဆွဲလုပ်ငန်းမှာလုပ်နေတဲ့လုပ်သားတွေက ဘလောက်ရာခိုင်နှုန်းက PDF ဖြစ်သွားပြီးတော့တိုင်းပြည်ကိုပြန်ဒုက္ခပေးနေလဲကျွန်တော်တို့မသိနိုင်ဘူး။ဘာလို့လဲဆိုတော့အလုံးမရှိတာမရှိရှိတာလုံးမှာပေါ့။အဲ့တော့ PDF ဖြစ်ကုန်တာတွေလည်းရှိနိုင်တယ်လို့ကျွန်တော်ခံမှန်းကျင်တယ်။ဘာလို့ဆိုတော့ကျွန်တော်ကြားတဲ့ဇာတ်ကိုင်းမှာတချို့ဖြစ်တာတွေအဲ့ဒါတွေပါတယ်လို့ကြားတယ်။ဆက်ဆက်နေတယ်လို့ပြောတယ်။အဲ့တော့ဘာလို့ရာခိုင်တာလဲမီးတော့တဲ့။တန်နဲ့ပတ်သက်လို့ရှိရင်အရင်သွေးမမီတဲ့စိတ်ကိုတန်နေထုတ်လို့တယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ကမှန်ပါတယ်ရေသွေးမမီဘူးလို့ပြောရင်လည်းလူတည့်ရပြောရင်တော့မှန်တာပေါ့ဒါပေမဲ့အဲ့စကလုံးတစ်လုံးနဲ့အကုန်လုံးလုံးလုံးတော့တုတ်လို့ရသလားမီးကွန်းအဲ့တော့ ဘာလို့လဲဆိုပြီးရင်ငလင်လှုပ်တော့ဟာတဲ့အစာအုပ်တွေပြိုကျတဲ့အခါမှာတဲ့အကြောင်းရင်းတွေရှားကြတယ်ပေါ့ဗျာကျွန်တော်လူကြီးတွေရှိရတယ်ကျွန်တော် excel ကိုလုပ်ငန်းရှင်တွေကျွန်တော်မေးကြည့်တဲ့အခါပြီးခဲ့တဲ့ကျွန်တော်ဒီစာမပြောတော့အလွတ်ပြောပါမယ်ကျွန်တော်ကျွန်တော်သိတဲ့ information ကိုအလွတ်ပြောပါမယ်စာရထိုင်ပြောနေရင်စာဖတ်နေရပြင်လို့ကျွန်တော်စာဖတ်ခြင်းเนาะအဲ့တော့စာကိုကျွန်တော်ကဒီတိုင်းမပြောပါဘူးအဲ့တော့စိတ်စိတ်ယုံနေဒီငလင်တော့ပြိုကျသွားတယ်မန္တလေးအစာအုပ်တွေအိမ်တွေဝင်ပတ်သက်ပြီးတော့ပြဿနာရှာအပြစ်ရှာအပြစ်ရှာတဲ့ခါမှာဘယ်ကိုပြစ်ရှာလဲဆိုတော့ဒါကတဲ့တန်နေအည်အသွေးမရှိလို့တဲ့ဆိုပြီးပြောတယ် ဆိုတော့တန်နေရသေးမရှိလို့အဲ့ဒါကြောင့်တန်နေဘူးဘယ်ရရလဲကွာပြည်တွင်းမှာလေဟိုမှာလေးစက်မှုဆောင်တွေလေအဲ့စက်မှုဆောင်ကစက်ရုံတန်နေအဲ့အကုန်လုံးအဲ့တန်နေကြောင့်ဖြစ်တာလို့လည်းညှို့ထိုးတယ်ဆိုတော့တန်မှာအပြစ်ရှိသည်ပေါ့ဗျာတန်မှာအပြစ်ရှိသွားသည်ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်တန်မှာအပြစ်ရှိရလားလူမှာအပြစ်ရှိရလားဆိုမေးကုန်ကျွန်တော်ကပြန်မေးတော့အဲ့တော့အပြစ်ရှာတဲ့အခါမှာအပြစ်ထိုးချလို့မရတဲ့အခါပြန်မပြောရတဲ့တန်တွေကိုလည်းညှို့ထိုးလိုက်တာစကားပြန်မပြောရတဲ့တန်တန်ရဲ့ကျိုးဆက်တွေကိုလည်းညှို့ထိုးလိုက်တာဟောစကားမှပြန်မပြောရတာတန်ရဲ့ကျိုးဆက်ကအဲ့တော့ထိုးလည်းညှို့ထိုးခံရတော့ခံတော့အခုအပိတ်ခံရတာအကုန်အပိတ်ခံရတာအကုန်ချက်ခံတာရယ်ဆိုတော့ အကုန်လုံးအဲ့လိုဖြစ်ကုန်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လုပ်ငန်းရှင်တွေကထောက်ပြတာတစ်ချက်ရှိတယ်ကျွန်တော်တို့ဗျာတဲ့ဟုတ်ပြီတဲ့ကဲကျွန်တော်တို့တန်နန်းတွေအရေးချင်းမရှိဘူးမှန်တယ်ကျွန်တော်တို့တန်နေစထုတ်ကြရကျွန်တော်တို့ကအစားအုပ်စောက်ဖို့ဆိုထုတ်တာမဟုတ်တာတဲ့အဲ့တန်နေရစားရခဲ့အဲ့ဒီစေယုံကတန်နေရအစားအုပ်စောက်ဖို့မဟုတ်ဘူးလေတဲ့ချန်စီယိုကာဖို့လို့လမ်းခင်းတဲ့နေရာမှာသုံးဖို့လို့အဲ့လိုတော့ထုတ်တာဒီလေတဲ့လေတဲ့နော်ဘာမှတန်နန်းဆိုတိတိလေးဒါတွေကအစားအုပ်အစားအုပ်အတွက်ပါလို့ယူရပြီးထုတ်ခဲ့တာမဟုတ်ပါဘူးတဲ့ ဟုတ်ပြီအဲ့ဒီသရွတ်တန်နေရလဲထုတ်မယ်ဆိုရင်တော့စောက်မယ်ဆိုရင်တော့အမြင်ဆုံးတစ်ထပ်နှစ်ထပ်ပဲစောက်လို့ရတယ်တဲ့ဒါကသူ့တာဝန်က engineer ရဲ့တာဝန်မဟုတ်ဘူးလားတဲ့ civil engineer တာဝန်မဟုတ်ဘူးလားတဲ့ကဲထောက်ပြီပြန်ထောက်ပြီအဲ့လိုဆိုခင်ဗျားထောက်ရတော့တဲ့ကျွန်တော်တို့တန်တွေကိုလာဝယ်ပြီးတော့စောက်လို့ရလုပ်တဲ့သူတွေကတန်ကိုလာဝယ်တယ်ဝယ်ယူရတယ်ကျွန်တော်ရှိတဲ့တန်ကိုကွန်ဒိုမီနီယံစောက်မယ်လူကလာဝယ်လို့ကျွန်တော်ကဘယ်လိုရောင်းရောင်းလာဝယ်တော့မရောင်းပါဘူးလို့ပြောလို့မရဘူးသူတို့လာဝယ်သွားတာသူတို့ကိစ္စအားတဲ့စောက်လို့ရလုပ်ငန်းလောကသားတွေကလာဝယ်တာသူတို့ကိစ္စအား အဲ့ဒီဆောက်လုပ်ရေးလုပ်ငန်းလောကသားတွေကတန်တွေဝယ်ပြီးတော့အကောင့်တွေနဲ့အဟောင်းတွေနဲ့ရောရောသမမှုပြီးတော့သူတို့ကသူတို့အဆောက်အဦတွေမှာညှက်ဆောက်တာအဲ့ဒါသူတို့ကိစ္စတန်နဲ့ဘာဆိုင်လို့တော့တန်အဆကလေးကဒီတန်ရဲ့စမှုဆောင်ရဲ့တန်ရည်သွေးကိုကလေးကသူကကွန်ဒိုမီနီယံဆောက်ဖို့ဆိုပြီးလှုပ်ထထုတ်ထတာမဟုတ်ဘူးဟိုအထက်မြင့်ဆောက်ဖို့ဆောက်ဖို့ဆိုထုတ်ထတာမဟုတ်ဘူးသူထုတ်ထတာရှင်းရှင်းလေးရဲ့တဲ့ တန်တန်းဆွဲတွေပါတယ်ကိုလိုကခမရပြခြံစည်းိုးလေးတွေခြံစည်းိုးမှာတန်ပန်းပုံဖော်တာလေးအင်းရဲ့လက်ရန်းလေးတွေတန်ပန်းပုံဖော်တာလေးဒီလောက်ပဲထုတ်ထတာလေးတဲ့အိမ်ဆောက်ဖို့အတွက်ကိုထုတ်ထတာမဟုတ်တာအဲ့တော့သူတို့ကအစတည်းက quality ဟိုကလောက်ထားပြီးသားတတ်မှတ်ထားပြီးသားဒါပေမဲ့သူတို့စီကနေကွန်ဒိုမီနီယံဆောက်မယ်ကောင်လာဝယ်သွားတော့သူတို့ဘလို့မသိဘူးတဲ့အဲ့လိုပဲကဲလာဝယ်တဲ့လူကကွန်ဒိုမီနီယံဆောက်မှလားဘာဆောက်မှလားဆိုစစ်ပြီးတော့ရောင်းအောင်ပိုင်ခွင့်သူတို့မှလည်းမရှိဘူးတဲ့အဲ့တော့ဒါတွေကလုံးကွန်ဒိုဆောက်တဲ့အခါအထက်မြင့်ဆောက်တဲ့အခါကျရင်စစ်ရမှာကစီမင်းအင်ဂျင်နီယာတွေနဲ့အဲ့ဆောက်လို့ရင် contractor တွေက tech ကအင်ဂျင်နီယာတွေတောင်းမဟုတ်ဘူးလားတဲ့ သူတို့ဆက်လိုက်လို့သူတို့ကသူတို့အရင်သူမိတဲ့တန်းနေတုံးရင်အရေးယူရမှာအဲ့ဒီ engineer တွေမဟုတ်ဘူးလားတာမဘာပြည့်ရှိလို့လို့ထောက်ပြပြီကဲဆိုတော့သူတို့ထောက်ပြရလဲမှန်တော့မှန်နေရပဲဗျတကယ်တော့ engineer တွေမှာအပြည့်ရှိတာလူကလူမှာအပြည့်ရှိတာကိုဘာဖြစ်လို့ရှောက်ပြီးတော့ဒီပစ္စည်းကိုအတ္တမဲ့ပစ္စည်းကိုလည်းညှို့ထိုးတယ်ဆိုရင်မင်းကိုကျွန်တော်တို့ခါတော့ယူလေးပြောမယ်ဗျာယူလေးပြောမယ်ဗျာကဲကျွန်တော်တို့မှာ quality တွေရှိတယ်။ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့အခါမှာ quality ရှိတယ်။တရုတ်ပြည်မှာအတိုင်းရှိတယ် quality ။မြန်မာပြည်တွေထုတ်တဲ့ quality သူ့တရုတ်ပြည်မှာသုံးမဲ့ quality ၊ယူရိုကိုပို့မဲ့ quality သုံးမျိုးလောက်သာစံထားပြီးထုတ်တယ်။အဲ့တော့မြန်မာပြည်တွေထုတ်တဲ့ quality ကယူရိုမှာသွားရောက်လို့မရဘူး။သူ့စံတဲ့သူအဲ့ဒါယူရိုကတားတာ။အဲ့ဒါယူရိုကိုရောက်သွားရင် quality စစ်တဲ့သူတွေညံ့တာ။ပစ္စည်းရဲ့ဘာမှမဆိုင်ဘူး။ပစ္စည်းကမျိုးစားတန်းစားခွဲရတာ။အခုလည်း တို့တန်တွေကအစကတည်းကစိတ်မန်းတန်လို့ပဲခေါ်ခေါ်ကြိုက်သူလို့ခေါ်ဗျာအစကတည်းကအဲ့ဒီတန်တွေကအထက်မြင့်ဆောက်ဖို့ထုတ်ထွက်တဲ့ quality မဟုတ်ဘူးအဲ့ဒါကိုဆက်ရမှာကသက်ဆိုင်ရာ engineer တွေရဲ့အလုပ်သာဖြစ်ပြီးတော့ engineer တွေကတို့မှာအပြစ်မရှိဘူးဆိုလက်ညှိုးထိုးကြတော့အကုန်ဒီစိတ်မှုစက်မှုစုံတွေထိုးကြတယ်ဆိုတဲ့သဘောမျိုးပြောတာဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ပြည်သူလူထုကပြန်စစ်သားဖို့လိုတယ်သက်ဆိုင်ရာအာဏာဖွဲ့စည်းစစ်သားဖို့လိုတာတခုပဲကျွန်တော်လဲကိုဟာကိုဖက်နဲ့6နဲ့တိုင်းတာဖက်နဲ့ကိုဖက်နဲ့ကိုဖက်နဲ့ကိုရှင်းအောင်ခြေအောင်လုပ်မလားဖက်နဲ့ကိုပြတ်မလားခင်ဗျားတို့စစ်သားစမ်းဗျာ အုံတော့ရှိတာပဲအဲ့တော့တခါတခါကြာရင်လည်းစိတ်ုံနေပါနေညာတွေပိတ်တယ်ဆိုလို့ကိစ္စတွေကလည်းသူမတရားတာတွေရောရှိတယ်ဗျအဲ့ဒါဘလို့နေချောက်လဲဆိုကိုယ့်အပြစ်ကိုမပြောချင်တဲ့ခါကျတော့ဖဏအပြစ်မဟုတ်ဘူးအဲ့ဒါခြေဖဏအပြစ်ပါဆိုခြေဖဏလိုက်ဖြတ်ဖို့ကြိုးစားရဲဆိုတော့ခင်ဗျားစဉ်းစားကြည့်ဗျအမှန်လားမလားဆိုတော့ဒါကြောင့်ကျွန်တော်ကတော့ဖွင့်လိုက်မယ်ဒီကိစ္စမှာစိတ်ုံလုံး120ကျော်တော့ရပ်ထားရတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့ဒီစက်မှုစုံတွေဘက်ကဘက်ကကျွန်တော်ရပ်ပါမယ်ဘာလို့လဲဆိုတော့ဒီစက်မှုစုံတွေကိစ္စကကျွန်တော်အမြင်ပြောရရင်စမှုဆောင်တွေရဲ့တန်အည်သွေးကိုတတ်မှတ်တဲ့နေရာမှာသုံးဖို့ဒါလည်း engineer တွေနဲ့ civil tower ရှိသူတွေသက်ဆိုင်လူတွေက စစ်ဆေးရမှာဖြစ်တယ်မစစ်ဆေးဘဲနဲ့သူ့ဟာသူ့ကိုအစာအုပ်တွေမှာညှက်တုံးပလိုက်တာကဘယ်သူမှမဘယ်သူမှပြည့်ရှိတယ်အဲ့ engineer ဆောက်လို့ engineer တွေမှာပြည့်ရှိတယ်ကျွန်တော်အဲ့လိုမြင်တယ်အဲ့ဆောက်လို့ engineer တွေကြတော့သူတို့အဖြစ်အတင်မခံနိုင်ဘူးထင်ပါတယ်အဲ့တော့သူများလည်းညှို့ထူတာထိုးပြီးဘာလို့ဆိုဟိုအခေါင်းစဉ်ရှာတဲ့ခါကျတော့အဲ့ခုနစက်မှုစုံထိုးချပလိုက်တော့စက်မှုစုံကမထူးကွာဒီစက်ရုံကလူတွေလုံးလုံးထုတ်လို့ဒီတန်တွေငါတို့တုံးတာကိုပိတ်ကွာဆိုတော့ဩအဲ့ဒါမှန်သလားအဲ့ဒါပြန်ပြီးတော့သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းတွေအရေးချင်းရှိတယ်အရေးသွေးရှိတယ်အုံနောက်ရှိတယ်တေချာသုံးသက်တတ်တယ်ဆိုရင် ကျွန်တော်ပြောတာမှားလားမလားခဏလေးစဉ်းစားတတ်ပါတယ်စဉ်းစားကြည့်ပေါ့ကျွန်တော်ကတော့ပွင့်လင်းပြောတာကျွန်တော်အမြင်ရတော့အဲ့တိုင်းအမြင်တယ်ဘာမှဒီဆက်လို့ရေလုပ်တဲ့ဒီတန်ဆက်တန်ဆက်ကိုလုပ်တဲ့ကုမ္ပဏီတွေရဲ့ဘာမှသူတို့မှာတော့ရှင်းပြရင်သူတို့လက်နိုင်ငံတကာဆင့်ထုတ်နေတာမဟုတ်အစကတည်းပြောပြီးသားနိုင်ငံဆင့်ထုတ်နေတာမဟုတ်အဲ့ကျွန်တော်တို့နိုင်ငံမှာရှိပြီးသားရှိပြီးသားပါနော်စင်ရတော့ပါတဲ့သူတွေတော့တလေယာတစ်ခုထပ်တော့ကဲမြန်မာနိုင်ငံဆန်ရောင်းတယ်ပေါ်ဆန်းစားတဲ့လူရှိတယ်ဗျာရိုးရိုးဆန်ချမ်းစားတဲ့လူရှိတယ်အဲ့တော့ဆန်ချမ်းစားတဲ့သူကိုပေါ်ဆန်းသွားပေးတာပြဿနာမရှိဘူးမယ်ဆန်ပေါ်ဆန်းစားတဲ့လူကိုဆန်ချမ်းသွားပေးလိုက်တဲ့အခါ တော်ဆန်းစားတဲ့ကောင်ငါတို့မင်းဆန်ချမ်းရောင်းရတာပဲဆန်မှာပြည့်ရှိတယ်အဲဆန်ချမ်းတွေကိုပိတ်လို့ပိတ်လို့ရသလားဘာမှမဆိုင်တာကိုယ့်ကိုမဆန်ချမ်းမစားနဲ့ဗောဒါပဲရှိတာအဲ့ဒါကရိုးရိုးလေးဟာကိုမရှိလို့တုံးနေဆိုရင်ဒါတုံးလို့မရဘူးပြီးတော့ပြောရင်ဆောက်လို့လောကမှာ engineer တွေနဲ့ဒီအုပ်စုတွေဗောဗျာတန်ခိုးတဲ့လုပ်ငန်းဘီလက်မြခိုးတဲ့လုပ်ငန်းအဆောက်အဦမှာခိုးဆောက်တာသူတို့ခိုးဆောက်တာရှင်းရှင်းပြောရင်ဘယ်ဝါမမသူတို့ခိုးဆောက်လို့ဒါအဆောက်အဦတွေပြိုကြတာသူတို့တခိုးချဘိုးလို့ပြီးခိုးဆောက်ပြီးပတ်စံအမြတ်ဆုံးစားခြင်းလို့ဆောက်လို့ဒါပြိုကြတာရှိတာ ခင်ဗျာတန်မှာပြည့်ရှိပါလေဆိုလေညုတ်ပြတ်ထိုးရင်တန်ဟုတ်ပြီတန်ပြည့်ရှိရဆိုရင်စစ်ဆေးမဲ့လူမှာတာဝန်ပုံမရှိဘူးလား။ तू ကစစ်ဆေးပြီဒီတန်မကောင်းဆိုအဲ့တန်မကောင်းမသုံးပါဘူးဆိုပြီး तू တားမှာမဟုတ်ဘူးလား။ဒါရိုးရိုးလေးပဲအဲ့တော့ကျွန်တော်တို့ဒီကိစ္စဒီကျွန်တော်အဝေးရှင်းပြမလို့လိုရင်းပွင့်ရှင်းတန်မှာအပြည့်မရှိဘူးတန်တန်းဆွဲစက်ုံဒီမှာသူကသူ grade 1 2 ABC ပေါ့ဗျာ C class ကတန်ဒီမှာဘာပြည့်မှမရှိဘူးသူတို့ဒီသူတို့ဟာသူတို့ local မှာရှိတဲ့တိတိလေးလမ်းလေးတွေခင်းတဲ့နေရာမှာတုံးတာဟိုဟိုတန်ပန်းလေးတွေလို့တာတုံးမယ်ဒါပဲလို့တာလေးကို အလှဆင်ွားလေးလုပ်မယ်ဒါလေးရသုံးတာပဲရှိတာအိမ်ဆောက်တဲ့ဘင်းတိုင်ကြီးတွေမှာထည့်တန်နေအဲ့တန်တွေသုံးရမယ်လို့အဲ့တန်တွေမှာအစတဲ့ quality သတ်မှတ်တာမဟုတ်တဲ့အတွက်အဲ့ဒီလူတွေဖွင့်မှာဘာတော့မှမရှိဘူးအဲ့စက်မှုစုံတွေပိတ်တယ်ဆိုတဲ့ကိစ္စဟာရှင်းရှင်းပြောရရင်တော့အကြောင်းရှာခံရတယ်ရမယ်ရှာခံရတယ်အပြစ်ရှာခံရတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့သက်ဆိုင်ရာအာဏာမဲ့ဖွဲ့စည်းတွေခေါင်းဆောင်တွေနေနဲ့ review ပြန်လုပ်ဖို့တင့်တယ်လို့မယူဆဘူးလားဟာအခုချိန်ထိနော်ဟုတ်ပြီတန်တွေကိုစံတင်စံညွှန်းရေးဆွဲမယ်ဆိုရင်တန်တွေကိုဆွဲရေးဆွဲတယ်လို့ engineer တွေကိုလည်းရေးဆွဲအဲ့ဒီ engineer တွေရဲ့အဂရိကိုလည်းရေးဆွဲ ။ဒါများအဲ့ဒီ engineer တွေဆောက်လုပ်ရေး contractor တွေရဲ့ aggregate ကိုလည်းရေးဆွဲတာပဲကျွန်တော်အဲ့လိုမြင်တယ်။ဒါကျွန်တော်အမြင်ပဲ။ပုံမှန်လည်းပြောတာအဲ့ဒါလေးမြင်နေဆိုတာပြောချင်တာနော်။ဒါပဲကျွန်တော်အရှိန်မရှင်းပြချင်လို့ကျွန်တော်မှလည်းလုံလောက်တဲ့အချက်လက်အခိုင်အဝါရှိတယ်။ကျွန်တော်အကုန်လုံး review လုပ်ထားကြည့်တယ်။အကုန်လုံးဖတ်ကြည့်တယ်။ချက်လက်ပေါင်းများဆို report ပေါင်းများဆိုကျွန်တော်ဖတ်ကြည့်ပြီးမှဟာဒါဆိုရင်တော့မင်းဘူးအပြစ်မဘူးမှရှိတယ်ကျွန်တော်မြင်နေပြီ။ engineer တွေမှလူမှရှိနေတာ။ပစ္စည်းမှရှိနေမှလူမှရှိနေတာ။လူကမတားမြစ်လို့ပစ္စည်းတွေကဝင်လာတာ။လူလားတားရင်ဘာဖြစ်မှမရှိဘူး။ဘာမှဖြစ်စေကြောင်းမရှိဘူး။ရှင်းပြတယ်။တားမြစ်တယ်လူကတာ quality QC ကိုတေချာထိန်းနိုင်ခဲ့ရင် ်လူသား quality juicy ထိန်းနိုင်ခဲ့ရင်အဲ့ဒီဘာလဲဘာမှမဆိုင်ရှင်းရှင်းလေးပဲ तू 30နေနေမှာတော့မတို့နေမှာမတို့ဒါသိရမှာပေါ့ဗျာရှင်းနေရမှာเนาะဒါလေးကိုကြုံကြိုက်လို့ကျွန်တော်ထည့်ပြောတာပါနောက်တစ်ခုကတခါတခါတည်းကြရင်ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတာလွဲချော်နေတဲ့လေးပေါ့နော်ပြုံးစရာလည်းကောင်းတယ်ကြားဖြန့်ကိစ္စအခုကျွန်တော်ကြားဖြန့်ကိစ္စဆိုခုနကကြားဖြန့် cover story သုံးတာလို့ကြားဖြန့်ဒီပုံကဘာလဲဆိုတော့ဒါဖုန်းလေးဒါဖုန်းလေးဖုန်းလေးကိုတန်းစီထားတာလည်းမဟုတ်ဘူးဒီဖုန်းအလုံးအောင်များစွာဆိုတော့ကြားဖြန့်ကိုဖမ်းပါတယ်လို့ကြားဖြန့်နေကိုတိမ်နှင်းပါတယ်လို့ အာရဘိုင်ဖွဲ့စည်းတယ်ကျင်ညာတယ် BGF ကကျင်ညာတယ်အကုန်လုံးပေါ့ဗျနိုင်ငံကကျင်ညာတယ်ကျွန်တော်ကြည့်လိုက်တာပေါ့နော်ဒီနေ့တော့ငိုတန်းမနေ့ကညငိုတန်းနေကျွန်တော်ကြားရတယ်ငိုတာဗျာတနာပါတယ်ငိုတာဆိုတာဗျာနော်ကျွန်တော်တို့လမ်းကြည့်စင်းချင်းနဲ့မကြည့်ပါနဲ့လမ်းကြည့်စင်းနဲ့မကြည့်ပါနဲ့ကျွန်တော်တို့ပါကျွန်တော်တို့မှားပါပြီနောက်မြောင်နောက်တော့ကျွန်တော်တို့ကြားပြမလို့တော့ပါဘူးခင်ဗျာဆိုပြီးငိုတာကျွန်တော်ငိုတာသူတို့ငိုတာတွေကြည့်ပြီးတော့တနာလိုက်တာဆိုတော့ငိုတဲ့သူတွေကဘယ်သူတွေထင်လဲလမ်းကြည့်စင်းနဲ့ကြိတ်ခမ်းလို့ငိုတဲ့သူဘယ်သူတွေထင်လဲကြားပြနေနေဆိုပြီးတော့လမ်းကြည့်စင်းနဲ့ကြိတ်ခမ်းလို့ငိုတဲ့လူတွေဘယ်သူတွေထင်လဲလူတွေမဟုတ်ကွန်ပျူတာတွေနဲ့ဖုန်းတွေ ကြားပြန်နိုင်နေနေဆိုပြီးတော့ကွန်ပျူတာတွေနဲ့ laptop တွေကိုဖုန်းတွေကိုနော် laptop တွေကို laptop တွေကွန်ပျူတာ desktop တွေဖုန်းတွေကိုလမ်းကြီးစတဲ့ချိန်ပြလိုက်တာအာကြားပြန်နိုင်နေတာလေကျွန်တော်စဉ်းစားတာဟောကြားပြန်အဲ့လိုနိုင်နေရတာလားပေါ့နော်ကျွန်တော်စဉ်းစားနေတာကြားပြန်အဲ့လိုနိုင်နေရင်ကြားပြန်ပျောက်သွားပါလားကျွန်တော် live မမီဘူးအဲ့ဒီ on note တွေနဲ့အဲ့ဒီအတွေ့အကြုံလုံးဆောင်ချက်တွေကျွန်တော် live မမီဘူးတကယ် live မမီတာ ခမတကယ်ဟိုဗျာတကယ်ဟိုဗျာအင်္ဂါကျော်လာတဲ့အုံတော်များလားပဲမသိဘူးအင်္ဂါကျော်တော့တကယ်ကိုစက်ကြော်လာတာအပြင်ဘက်ကများရောက်လာတဲ့အုံတော်လားမသိဘူးဒီဖုန်းတွေကွန်ပျူတာတွေကိုလက်ကြည့်စက်နဲ့ချိန်ပြီးခြေမွှားပလိုက်လို့ရှိရင်ကြားပြန်ပြီးပျောက်သွားရောလားကျွန်တော်စဉ်းစားတာခမများလည်းစဉ်းစားကြည့်ဦးကြားပြန်ရဲ့ဇင်းမြစ်ကဘယ်ရလာတော့ဘယ်သူတို့ကြားပြန်ဆိုတာရှင်းပြရင်တော့လူလူလားစက်ပစ္စည်းလားကြားပြန်ဆိုတာလူလားစက်ပစ္စည်းလား ချားဖြန်ကလူမို့လူပြဆက်ပစ္စည်းမဟုတ်ဘူးဆက်ကအဲ့ပစ္စည်းတွေကပြန်ဝယ်လို့ရတယ်ခင်ဗျာခင်ဗျာအစာဦးတွေဖြိုချပြစ်လေအဲ့အစာဦးဖြိုချပြစ်လေခင်ဗျာအခုဘာလဲဆိုတော့12ပေခွဲ12ပေလောက်ရှိတယ်ဆယ်ပေပတ်လက်အခန်းလေးရှိရင်ချားဖြန်လုပ်လို့ရတယ်တနိုင်ငံလုံးမှာရှိတဲ့ရန်ကုန်မှာမန္တလေးမှာဒီမျိုးရှိတိုက်ခန်းလေးတွေကိုခဏငှားပြီးတော့ချားဖြန်လုပ်လို့ရတယ်ဆက်ပစ္စည်းတွေကတော့ဝယ်ခဏလေးရလူရဲ့စနစ်လူနဲ့စနစ် ဲ့နှစ်ခုကရှိပြီးသားဖြစ်တဲ့အတွက်ဒီစက်ပစ္စည်းတွေကမြင်ရတဲ့ hardware ကြီးတွေကဘာမှသုံးစားလို့မရဘူးသူကသူမီးပဲရှိလို့ဟိုလက်ကြီးစနေပဲချိန်ချိန်ရလုံးလို့အဲ့ဒါကြားပြနေနေတာလို့ကျွန်တော်မယုံကြည်ဘူးကြားပြကိုတကယ်နေချင်းရင်နေနေချင်းစတားတွေကိုနေနေနေဂိုင်းစတားတွေကိုနေနေရမှာဂိုင်းစတားတွေကိုတကယ်ဖမ်းရမှာတကယ်ကောင်တွေကိုဖမ်းရမှာတကယ်နေနေချင်းပြောတာเนาะကြားပြကိစ္စမှာတကယ်ကို key point မှာပါနေတဲ့ key point ကိုရှာဖမ်းရမှာခင်ဗျမွေးစွာနေနေနေတဲ့မွေးမွေးစွာနစ်စင်နစ်စင်မီးတွေရှို့ပြနေတာအဲ့တော့မွေးစွာနစ်စင်မီးတွေရှို့ပြတာအဲ့မွေးစွာ ဟိုမွေးစွာအထုပ်ကလေးတွေရငိုပြီးတော့နောက်နောက်သားတို့မွေးစွာလုံးတော့ပါရလူပြောမလားအခုလဲကွန်ပျူတာတွေကလက်ပြော်တွေကနေပြီးတော့သူ့ဘောတက်ကြိတ်လိုက် လက်ကြည့်သေးကြည့်ပြီးတော့သားတို့ကိုချိန်ပါတော့ရာသားတို့တွေသားတို့တွေမှားပါပြီသားတို့တွေနောက်ကွန်ပျူတာကြားပြတ်မလို့တော့ပါဘူးဆိုပြီးတော့မလားအဲငိုများငိုဘောဖြစ်မလားပြောမလားစက်ပစ္စည်းတွေကစကားမှမပြောရတာဗျာကွန်ပျူတာတွေစကားမှမပြောရတာသူတို့ကလိန်တတ်သလားလူကအဲ့ဒီလူတွေတုံးပြီးလိန်တာလားတူးစီတုံးပြီးလိန်တာလားအဲတူးစီကဝယ်လို့ရတယ်စက်ပစ္စည်းတွေကဝယ်လို့ရတယ်အခုဖြစ်နေတာကြားပြန် system ကိုနှိမ်နေရမှာဖြိုခွဲရမှာ သူ့ system ကိုဖြိုခွဲပြရမယ်။ကြားပြန်ခေါင်းဆောင်တွေရဲ့ network ကိုဖြတ်တောက်ပြရမယ်။အဲ့ဒါကိုနှစ်ခုကိုဖြတ်တောက်နိုင်မှရမှာ။ပြီးရင်ကျွန်တော်တို့ဖုန်းတွေကိုလာတဲ့ SMS တွေ၊ကျွန်တော်တို့ဖုန်းတွေလာတဲ့ SMS တွေနဲ့ကျွန်တော်ဖုန်းတွေဝင်လာတဲ့ message တွေ၊ message တွေမှာ link တွေပါလာတာ။ကြော်ညာတွေကကျွန်တော်တို့မကြိုက်ဘဲနဲ့ဝင်လာတဲ့ကြော်ညာတွေကျွန်တော်တို့မသိဘဲနဲ့ဝင်လာတဲ့ကျွန်တော်တို့ဖုန်းတွေဝင်လာတဲ့အဲ့ဒါတွေကိုတားရမှာ။ရှင်းပြဖြစ်နိုင် internet မှာဖြတ်ပြလိုက်မှာပြကော။ internet ဖြတ်ပြလိုက်တော့ပွဲကပြီးတော့ကြားပြန်မရှိတော့ဘူး။ညီမညီမ internet ကိုကျွန်တော်တက်လာတော့ဖြတ်ပြလိုက်။ကြားပြန်ပြီးတော့ဇက်သိမ်းရော။တကယ်ပေါ့လား။ ဒါ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 မဲ့အင်တာနက်ကဖြတ်ပြလို့တော့မရဘူးလေမရဘူးဆိုတော့အင်တာနက်အခုအလုပ်တွေအခုရရကုန်မပန်နေဘူးရောက်ပါတော့တော့ကျွန်တော်ပြောချင်တာကြားဖြတ်နေနေချင်းကြားဖြတ်ကဘယ်ရလာဘေးကပါအင်တာနက်မရှိရင်ကြားဖြတ်မရှိဘူးလက်စမီမရှိရင်ကြားဖြတ်မရှိဘူးရှင်းရှင်းလေးအင်တာနက်မရှိရင်ကြားဖြတ်မရှိဘူးလက်စမီမရှိရင်ကြားဖြတ်မရှိဘူးနော်နောက်တစ်ခုကပါလဲဆိုတော့ system အဲကြားဖြတ်လိမ်ဖို့အတွက် system ရေးထားရှိတယ် malware software ရေးထားအဲ software တွေ application လို့ပြော software တွေ application မဟုတ် yarn ချီဆွဲထားတဲ့နေရာရှိတယ် bitcoin တွေတော့ချိန်တိုင်းရှိတယ်အဲ့နောက်ကကြီးကိုဖြတ်တော့ပြန်အဲ့ system ကိုတားရမှာ ပြီးရင်အဲ့ဒီဘသူတွေမှာ Bitcoin အကောင့်တွေရှိလဲဆိုစုံစမ်းမှာ export တော့မှာလိုက်ရမှာပြီးလို့ရှိရင်အဲ့ဒီ Bitcoin အကောင့်အကြီးဆုံးခိုင်းတာဘသူလဲအဲ့ကောင်တွေဇက်တွေလိုက်ဇက်တွေဇက်တွေလိုက်ရမှာပြီးတော့အဲ့ Jar ဖြန့်ရဲ့ network key player တွေဘသူတွေလဲဒီ Jar ဖြန့်ကဘာလဲဆိုတော့လိုက်ပြီးနေနေပွဲပြတ်တယ်ဒါပေမဲ့အခုကဘာဖြစ်နေလဲဆိုတော့အော်ဘာလဲဆိုတော့ဟို Jar ဖြန့်နေနေနေတဲ့ခိုင်းဖြားခိုင်းတာကြီးလိုက်ခုတ်နေတော့ Jar ဖြန့်နေနေနေလို့ပြောရင်ကျွန်တော်ရည်ပဲရည်မီဗျာကျန်တာပြောမနေဘူးဗျာကျန်တာဘသူမားတယ်မန်တယ်ပြောမနေဘူးအစိုးရတော့နေနေမယ်ဆိုခိုင်းတာပဲခိုင်းပြတာပဲချတာပဲငါတို့နေနေနေပြီးတဲ့နေနေဒါပေမဲ့သူခုတ်နေတာခိုင်းဖြားခိုင်းတာတွေ ကျွန်တော်အဲ့တော့ဘာပြောမှမသိဖြစ်နေတယ်အဲ့တော့ပို့ပြီးရည်ကျင်သွားတာမနေ့ကဖုန်းတွေကိုတခါတော့ဟိုလက်ကျင်တက်ချိပြကွန်ပျူတာတက်ချိပြအဲ့ဒါယူကြားပြနေနေလုံးနေပါတယ်ဓာတ်ပုံတွေရောရှားယူစဉ်းစားရတော့ဩကြားပြန်ပျောက်ပြီလို့ကြားပြန်ပျောက်ပြီလို့ဘယ်နှပျောက်သွားလဲဆိုတော့ဒီလားဖြာမရအောင်ပျောက်သွားတာဖြာမရတော့နောက်နောက်မှမလိုက်မရတော့ဘယ်ဘောမသိဘဲကြားပြန်ကြီးကပျောက်သွားပြီလို့နေရာဆုံးမှာပေါ်လာမှာအဲ့တော့သွားပြီလို့ကျွန်တော်ထင်တယ်ဒီကြားပြန်ကတော့ပြီးမှာမဟုတ်ဘူးဇက်သိမ့်ကြီးကဘာကြီးမှာကျွန်တော်တို့ကကြားပြန်တဲ့အတူရှင်တွဲနေနိုင်ခြင်းဖြစ်ပြီ ကျွန်တော်တို့ကဘာကြီးမှာမွေးစေဝါတဲ့လူရှင်တွေနေချင်းဖြစ်လာပြီအခုကြားပြန်နေရှင်တွေနေချင်းဆိုတာဖြစ်လာပြီဘာလို့ဆိုတော့ internet တွေဖုန်းတွေရှိနေသေးတဲ့ွေကျွန်တော်တို့ကြားပြန်မပြီးဘူးမပြောက်ဘူးပြီးအဲ့ဒီမှာ aggregate တဲ့အရာရှိတွေရှိနေသေးတဲ့ွေအဲ့ဒီလိုက်စားတဲ့လက်နက်ကိတပုံတွေရှိနေသေးတဲ့ွေကြားပြန်မပြောက်ဘူးเนาะပြီးတော့ဘုံမတိကိုမတိဘုံမတိဘာမတိနဲ့ကိုတိုက်ခန်းကိုတွားပြီးငှားလိုက်တာအဲ့ဒီလူတွေကြားပြန်လုံးအောင်ဒီဘာမတိငှားလိုက်တာတွေရှိနေသေးတဲ့ွေတွားပြီးကြားပြန်မပြောက်ဘူးခင်ဗျနေရာစုံကိုပြတ်နေသွားပြီးပြီးတော့ပြီးတော့ကြားပြန်ကိုအစကတည်းကကြားပြန်အရှင်တရုတ်က တရုတ်ကတရုတ်ကျွန်တော်ပုံမှန်လည်းမဲတိုက်ရိုက်ပဲဗျာကျွန်တော်ဆွဆွဲမယ်ဗျာကဲဆွဆွဲပြီဗျာကြားပြန်ကတရုတ်စီစီဟိုကွန်မြူနတီပါတီရဲ့ဟိုဟွာရဲပလော့တဲ့တခုပဲတရုတ်ကွန်မြူနတီပါတီရဲ့ဒီသူ့ရဲ့ဥပါဒေမြေတဲ့တခုပဲသူ့ရဲ့ကစားကွက်တဲ့ကစားကွက်တခုပဲကြားပြန်အဲ့တော့ तू ကသူဘာလုပ်လဲဆိုတော့သူ့ကိုသူသိတယ်ဒါအဲ့တရုတ်ကွန်မြူနတီပါတီရဲ့လူသူ့ကိုသူသိတယ်အဲ့သူတို့ဘာကစားလိုက်လဲဆိုတော့ကျွန်တော်သူ့ကိုသူတို့ကိုသူတို့သိတယ်သူတို့ဘာကိုကစားလိုက်လဲဆိုတော့သူတို့သိတယ်အဲ့ကစားတဲ့ကစားကွက်ထဲမှာ မြန်မာတို့အင်းကြီးချင်းနိုင်ငံတိတိလေးတွေကဘာမှမဟုတ်ဘူးနဲ့ဟိုအဲ့ဒါကြီးကိုဟုတ်ကြီးမှတ်ပြီးရှောက်လိုက်နေတာကြားပြန်တကယ်ဟွာကတရုတ်ပဲ key point တရုတ်ပဲအဲ့တော့ခင်ဗျာကြားပြန်ပြောက်ချင်တရုတ်ပြောက်မှရအဲ့လိုပြောမှရအဲ့လိုပြောအောင်နေတရုတ်တွေပြောက်တော့မှရတခိုးချဘိုးတရုတ်တွေဝင်မလာအောင်တားနိုင်မှရတခိုးချဘိုးတရုတ်တွေဝင်လာနေသေးသေးရွေ့အဲ့မှာကြားပြန်ရမပြီးဘူးပြီးတော့အဲ့ကောင်တွေသင်ပေးလိုက်တာမြန်မာပြည်ကလူတွေကြားပြန်တက်သွားပြီးတော့နည်းနည်းလေးတက်သွားတာပေါ့ဒါပေမဲ့တကယ် system ကြီးတွေ malware software တွေ spyware တွေအဲ့ဒါကိုဘာမှသူတို့မသိဘူး မကဘာမှမသိဘူးမသိဘဲနဲ့သူတို့ကလည်းကွန်ပျူတာထဲမှာနေဖုန်းလေးနဲ့ AI နဲ့လူတို့လိမ့်ပြီးတော့အဲ့ဒါကြားဖြန့်ကသူထင်တာတကယ်ကြားဖြန့်စက်ကအဲ့ဒါမဟုတ်ဘူးသူ့ရဲ့ပုံပြီးမြင်နိုင်ရှိတယ်အဲ့ဒါတွေကကလာအိုမှာရှိတယ်ကမ်ဘောဒီးယားမှာရှိနေတယ်ကျွန်တော်ခဏခဏပြောတယ်အဲ့တော့ပြီးသွားပြီမြန်မာယူမှာကြားဖြန့်ကဘာမှမဟုတ်ဘူးမြန်မာကြားဖြန့်ဆိုတော့တေးသေးလေးအเจ้าရအောင်တေးသေးလေးအဲ့ဒါကြောင့်ကျွန်တော်ပုံနဲ့ပြောရရင်တော့ဒီကိစ္စမှာကြားဖြန့်နေနေဆိုပြီးကွန်ပျူတာတွေဟိုဘလူးဇာနဲ့ချိုချိုနင်းချေပြလို့လက်ကြည့်တွေချိတ်ချေပြလို့ကြားဖြန့်ပျောက်သွားမယ်လို့ထင်နေရင်အဲ့အိမ်မက်ကနိုးဖို့တင်တယ် အဲ့ဒီဘက်ကနိုးဖို့တင်ပြီနောက်တစ်ခုကဘာလဲဆိုတော့ဒါတွေကဘာလဲဆိုတော့ဖိုတိုပိုလစ်တစ်ဖိုတိုပိုလစ်တစ်တွေဖြစ်နေတယ်ဖိုတိုပိုလစ်တစ်ဖြစ်နေတယ်အဲ့ဒါလေးကိုပြင်နိုင်အောင်ဘယ်လိုကြိုးစားမလဲဘယ်လိုလုပ်မလဲစဉ်းစားဖို့လိုတယ်เนาะရှင်းရှင်းပြောရင်တော့ဟိုတခါကျကြီးစရာကောင်းတဲ့အတိတ်သမိုင်းလေးတွေမပြောချင်ဘူးပြောလိုက်ရင်နင်းထိုင်တက်တက်အကုန်ညှိကုန်ပဲမပြောဘူးအဲ့တော့ကြားဖြန့်ဒီကွန်ပျူတာတွေဖုန်းတွေပေါ်မှာရှိနေတာမဟုတ်ဘူးကြားဖြန့်ကသူကလည်းပြောရင်တော့ကြားဖြန့်ကလူလိန်နဲ့လူတွေနဲ့ system စနစ်တွေထဲမှာရှိနေတာဘာလို့သုံးချလိန်လဲ အင်တာနက်ကိုသုံးချတယ်အဲ့ဒီအင်တာနက်ကလည်းမီးရှိမှရအဲ့တော့လူလူရဲ့စနစ်ရဲ့အင်တာနက်ရဲ့အဲ့ဒီပုံမှာခြေတယ်သွားပြီးတော့လိမ့်နေတာဖြစ်တယ်အဲ့ဒီအင်တာနက်ကိုမီးဖြတ်လိုက်ပွက်ပြီးသွားရအဲ့တော့အဲ့ဒါကိုသိရင်ဘယ်နေရာကိုလိုက်ရမလဲဆိုတော့သိဖို့လိုတယ်ဒါဒါကိုဒါကိုရရင်ဆက်ဆက်ပြီးဘယ်လိုလိုက်ရမလဲပေါ်ဖို့လိုတယ်ပြီးတော့ဒါအားလုံးစောင့်ကြည့်တဲ့ system တကူလုံးတရုတ်ပြည်စီမှာရှိတယ်တရုတ်ကရှိတယ်ဘယ်ကောင်ဖုန်းထဲမှာဘယ်ကောင်ဘယ်နေရာကိုသွားနေရစားကျွန်တော်တို့သုံးတဲ့ဖုန်းတွေတော့လွတ်လို့မထင်နဲ့ကျွန်တော်တို့တော့လွတ်မယ်မထင်နဲ့ ကျွန်တော်ဖုန်းတွေတော့ငါတိရုပ်ကတကယ်သိချင်းကျွန်တော်ဖုန်းတွေဝင်ပလိုက်လို့ရတယ်ဝင်လာပြီးတော့ပွင့်နောက်ပလိုက်လို့ရတိရုပ်ဖုန်းတွေမြန်မာပြည်ဝင်တဲ့တိရုပ်ဖုန်းတွေအကုန်လုံးကခင်ဗျာဂလောက်ဂလောက်ဂလောက်နဲ့ဝင်တောက်လိုက်ဟိုတောက်လိုက်အကုန်လုံးထွက်လာမှာတန်းစီပြီးတော့မြန်မာနိုင်ငံနာမည်ကျော်နာမည်ကျော်ပုဂ္ဂိုလ်တွေတက်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနာမည်ကျော်တထေးကြီးတွေသူတို့ရဲ့ဖုန်းတွေကတိရုပ်ဖုန်းတွေသာဖြစ်နေသွားပြီဒါမှတော့ခင်ဗျာတို့သွားပြီနောက်တစ်ခုကသူတို့ရဲ့ software တွေခင်ဗျားတို့ WeChat သုံးတာတို့ခင်ဗျာသူတို့ရဲ့ Baidu သုံးမှာတော့ခင်ဗျားတို့ကသွားပြီဒီလိုက်အကုန်လုံးဟို auto ယူပြီးသား ဘာမှဘာမှလာရှင်းပြအောင်ကိုယူပြီးသားနေတာအဲ့တော့အဲ့တော့ထင်နေတာကိုယ့်ကိုအထင်ကြီးမနေနဲ့ဘာမှမဟုတ်ဘူးကျွန်တော်တို့တုံးတဲ့ဖုန်းတွေကျွန်တော်တို့တုံးနေတဲ့ social application တွေအကုန်လုံးကကျွန်တော်တို့ NDA ကြီးပဲအဲ့ဒါသိစေချင်တာနော်ဖြစ်လာရင်တော့ကိုယ့်အကူစဉ်းစားဖို့ဗျာဒါတွေကဒါကြားဖြတ်နေပဲလို့ကျွန်တော်ပြောချင်တယ်နော်ဒါတွေကကြုံချက်လို့ပြောတာအဲနောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီနေ့ food blogger ကျော်ဝနဆိုတဲ့ပုဂ္ဂိုလ်ပေါ့နော်မင်းညာအသက်ခံတဲ့တရင်ဒီနေ့ဆိုရင်ပေါ်လို့ရလာပါတယ်တော်တော်လေးဒါလည်း true ရှင်းရှင်းဖြစ်စဉ်တစ်ခုပါပဲ food blogger ဘလော့ဂါကျော်ဝနဆိုတာကရှင်းပြတော့ကျွန်တော်အစားတောက်တွေနဲ့ပတ်သက်ပြီးရိုက်ပြီးတော့သူဘလော့ဂါလုပ်တယ်ပေါ့ဗျာဒါကြီးလုပ်တယ်သူတယောက်အဲ့လူကမနေ့က20နှစ်နဲ့ည8နာရီလောက်မှာပဲမင်္ဂလာတော်ခေမင်းလန်းကွဲနားမှာတဲ့ကားမောင်းပြီးတော့ခဏရက်တဲ့အချိန်မှာရုတ်တရက်သူ့ကိုလူဟိုဘယ်သူမှမသိဘူးပေါ့ဗျာအဲ့မှာလာပြီးတနက်နဲ့ပြစ်ခံလိုက်ရတယ်သူဆုံးသွားတယ်တနက်နဲ့နှစ်ချက်နဲ့ပြစ်ခံနှစ်ချက်ပြစ်ခံလိုက်ရတယ်အဲ့တော့လဲမျိုးဖောက်ကြီးဖောက်ဝင်သွားတယ်ပေါ့ဗျာဝင်သွားပြီးတော့စိတ်ဆုံးသွားတယ်ဒီလူကသူ့ကသူ food blogger လုပ်နေတာနေတာစိတ်နာပြတာဝါတာဘာနိုင်ငံမှာသူစိတ်ဝင်စားဘူးသူကသူ food blogger လုပ်တယ်စားသောက်ဆိုင်လေးဖွင့်တယ်တသေးလေးဘုံပြီးတော့စားသောက်ရိုက်တယ်သူက food blogger လုပ်တယ် taxi မောင်းတယ်ဒီလိုပဲနေတယ်လူတဲ့အဲ့လိုလူကအခုပြစ်သက်ခံလိုက်ရပလိန်ပြစ်သက်ခံလိုက်ရဆိုတော့အဘာချုံမလဲကျွန်တော်တို့မသိဘူးရန်ကုန်ထဲမှာဘာတွေရှိနေလဲကျွန်တော်တို့မသိဘူးကျွန်တော်တို့မသိနိုင်ဘူးဘောဒီနေ့တော့သတင်းတစ်ခုရတယ်သတင်းတစ်ခုရဟုတ်မဟုတ် confirm တော့ကျွန်တော်မသိဘူးဒါပေမဲ့ရန်ကုန်ထဲမှာလက်နက်တွေလက်နက်မိတဲ့ဖြစ်စဉ်တခုပြီးခဲ့တဲ့ရပိုင်ဖြစ်ခဲ့တယ်လို့ကြားတယ်လက်နက်လက်နက်မိတယ်များမို့၄၅၆လောက်ပေါ့ဗျာဒါပေမဲ့အဲ့လိုမိတာတဲ့မိတဲ့နေရာလဲခင်ဗျာရန်ကုန်ထဲကတရားတစ်ခုရဲ့အောက်မှာ တရားဒဇင်းအောက်မှာမိတယ်လို့ကြားတယ်ဆိုတော့ဟာလန့်စရာကြီးရန်ကုန်ထဲမှာအဲ့လိုရှိရဆိုရန်ကုန်ကလူတွေတော့သတိထားရအောင်မယ်သဘောတော်ရှိတယ်နော်အဲ့ဒါလေးဖူဘလော့ဂါတယောက်ကွယ်လွန်သွားတယ်ဆိုတော့ဘာမဆိုင်ညာမဆိုင်ရန်ညွန့်ရန်သာရှိလို့လားဒါမှမဟုတ်ဘာကြောင့်လဲဘလို့ကြောင့်မှတော့မသိဘူးအခုချိန်ဒီရုံကျွတ်တက်ဖို့ကနေရတာစုံစမ်းဖော်ထုတ်ရုံပဲရှိသေးတယ်ဘသူကြောင့်ဘာကြောင့်ဘလို့ကြောင့်ဘာကြောင့်ညာကြောင့်ဆိုတာမသိသေးဘူးစုံစမ်းနေလို့မရှိရဲလို့ကျွန်တော်ချမ်းသိရတယ်ဒါကွယ်လွန်သွားတဲ့လူကတော့ဖူဘလော့ဂါကိုကျော်ဝနာပဲအခုတော့ကိုကျော်ဝနာကကိုကျော်ဝနာစားလီကအခုတော့ကိုကျော်ဝနာမစားနိုင်တော့ဘူးဗျာကွယ်လွန်သွားရှာပြီဘာတတ်နိုင်လဲဒါကတော့ ကံပေါ့ဗျာကံကံကြီးပေါ့တော်တော်တော်တခါကျရင်ကံဝဲပုံချောက်လို့လည်းမရပြောင်ဘူးဗျာတချို့အရာလေးတွေကလည်းကံကြီးပဲပုံချောက်လို့လည်းမရပြောင်ဘူးဗျာနော်စိတ်တော့မကောင်းပါဘူးနော်ဒီလိုဖြစ်သွားတယ်ဒါမနေ့ညဖြစ်တာနောက်တစ်ခုကတခါပြီးခိုင်ပြိုးကတယောက်လဲဟိုပြီးခိုင်ပြိုးကတယောက်ဆိုရန်ကုန်ပုံတော့ခါလန့်အောင်ဆိုလို့ပြီးခိုင်ပြိုးကတယောက်ဆိုလန့်အောင်ဆိုလို့ပြီးခိုင်ပြိုးဝန်းတွင်းမြို့နယ်မလေးကြကြီးဝန်းတွင်းမြို့နယ်ကဝန်းတွင်းမြို့နယ်မှာရှိတဲ့နော်အဲရွာရွာတရွာပေါ့ဗျာရွာတရွာလို့မှတ်လိုက်ပါနော်ရွာတရွာကရက်ကြီးပါတီဥက္ကဋ္ဌတယောက်ပေါ့နော်သူကဝန်းတွင်းမြို့မှာဟို ဟုတ်ပြီသူရွာကိုကိုယ်တရောင်းနေလာဖို့လာပြီးတော့မဲဆွယ်မဲဆိုတော့တိလို့ဆိုပြီးတော့သူကအဲ့ဒါအဲသူကချက်ပြုတ်ကျိုးဖို့ဆိုပြီးအစားတောက်ချက်ပြုတ်ကျိုးတော့ဝယ်နေနိုဘာ20နှစ်ရဲ့မနက်ပိုင်းမှာပဲအဲမိသူမိဝါမမသိပဲနဲ့ဓာတ်ထုတ်ခံလိုက်ရတေးွားတယ်နော်ရွှေတောင်ရွာမှာရွှေတောင်ရွာမှာဈေးသွားဝယ်တဲ့နဲ့အဲဈေးသွားဝယ်နဲ့လမ်းမှာရှိတဲ့ကျွတ်ကန်ဆိုတဲ့ရွာအဲ့ရွာနားမှာလူငယ်တွေနဲ့စကားများပြီးဓာတ်ထုတ်ခံလို့တေးွားတယ်ဆိုတဲ့ပုံမျိုးပေါ့ဆိုတော့သူကရိုးရိုးသားသားပဲဓာတ်ထုတ်ပြီးစကားများဓာတ်ထုတ်ခံရလားဒါမှမဟုတ်ရေရှိရှိဓာတ်ထုတ်ခံရလားတော့မသိဘူးဒါပေမဲ့ဒီကာလမှာပြီးခံပြောရလို့လို့တော့ ပြည်ခိုင်မျိုးထောက်ခံသူတွေပြည်ခိုင်မျိုးပါတီဝင်တွေပြည်ခိုင်မျိုးကိုယ်စားလှယ်လောင်းတွေပြည်ခိုင်မျိုးရဲ့အဲဘာလို့ဆိုတော့ဒီဟိုဘာခေါ်လဲဒီဒီ lobby တွေပြည်ခိုင်မျိုးတာဝန်ရှိသူတွေပေါ့ဗျာအဲ့ဒါအကုန်လုံးကတော်တာလာတာဆိုတော့တော်တော်တရီထားမယ်ကတော့ရပါတော့ပြည်ခိုင်မျိုးကဒီနေ့အခင်းချင်းမှာ target ထားခံတဲ့ပါတီဖြစ်နေပါဆိုတော့ तू ကလာမဲ့အစိုးရအဖွဲ့ဖွဲ့မဲ့ထိန်းဆုံးကဥဆောင်တဲ့လူကနံပါတ်1ပြည့်နေတာသူတို့ဖြစ်နေတော့သူတို့ကိုတိတ်ပြီးတော့ဟိုကြည့်မြင်ရတဲ့သူတွေများတယ်ပေါ့ဗျာအဲ့ဒီဟိုကြည့်မြင်ရတဲ့လူတွေရှိတယ်ရှိတဲ့ခါကျတော့သူတို့လောက်ကြံတာတတ်ဖြတ်တာ ဘာလို့လဲညာတို့ဒါရံဖြစ်တယ်လို့နဲ့တတ်သွားတာအဲ့လိုနဲ့လောက်တာမျိုးရှိလာနိုင်တယ်ဒါကြောင့်ပြည်ခံပြိုးပါတီဝင်တဲ့ဒီ27နိုင်ငံရေးခင်းချင်းမှာပြည်ခံပြိုးပါတီဝင်တွေကအသက်ဖြတ်ခံရဆုံးတဲ့ဒီဘာခေါ်လဲဆိုတော့အကြမ်းဖက်မှုအကြမ်းဖက်မှုတောင်အခံအဆုံးပါတီကပြည်ခံပြိုးပါတီဝင်တွေဖြစ်နေတာတော့တွေ့ရတယ်ပြည်ခံပြိုးပါတီဖြစ်နေတော့တွေ့ရတယ်ဒါလို့တော့ဒါကြုံကြလို့ဒီတစ်ခုထည့်ပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့အာသခိုင်းမှာခြေဆိုင်တဲ့သခိုင်းမှာခြေဆိုင်တဲ့အာဘာခေါ်လဲဒီတိုင်းနာဖွံ့ဖြိုးတိုးရေးကောလိပ်လို့ခေါ်မလားပေါ့နော်တိုင်းနာဖွံ့ဖြိုးတိုးရေးကောလိပ် ိုက်ကောလိတ်ကအကြောင်းကြီးရှိတယ်ပေါ့နော်။အုံတော်မြောက်ရွာသခိုင်းမလို့အုံတော်မြောက်ရွာနားမှာရှိတဲ့ဒီတိုင်းသားလူငယ်များဆိုင်ဖို့တွေ့ကောလိတ်ပေါ့။အိုက်ကောလိတ်ကအကြောင်းကြီးရဲ့လိုင်းငန်းနေအဲ့ဒီနေအိမ်တွေကိုပြီးခဲ့တဲ့27ရက်နေ့ည8နာရီလောက်မှာနော်လူစုကရောက်လာတယ်။လက်ကန်သူရောက်လာတယ်။ရောက်လာပြီးလည်းပြီးတော့သူ့နေအိမ်ထဲမှာရှိနေတဲ့အကြောင်းကြီးတော့မတွေ့ဘူးပေါ့ဗျာ။မတွေ့တော့သူ့ရောက်ရှိနေတဲ့သူ့ဇနီးကိုတရန်ပြစ်တာသွားတယ်။ပြစ်တာတော့အဲ့ဒီသူ့ဇနီးအဲ့ဒါ53နှစ်ရွယ်တော့စန်းဝန်းဆိုတဲ့မျိုးသမီးကွယ်လွန်သွားတယ်။အဲ့เจ้าကြီးကတော့ခံကောင်းသွားပြင်ဘာမှမဖြစ်ဘူး။ဒါပေမဲ့ तू မရှိတဲ့အတွက်လွတ်သွားတယ်။ဘုံရှိသူကတည်မှာ အဲ့တော့သူကတော့လွတ်သွားလွတ်သွားတယ်အဲ့တော့ဒေါ်စနန်ဝင်းရဲ့နာရေးဆိုရင်နိုဝါ20မိနစ်က20မိနစ်ကတကြိုးလိုက်တယ်ဘာကြောင့်မှန်းဆိုတော့တကြိုးလိုက်တော့မှဒီလိုဖြစ်တာမသိတာဆိုတော့အဲ့တော့မှတက်ဖြတ်ခံမှန်းသိတယ်အဲ့တော့လိုင်းငန်းကတော့ဝင်ပစ်တယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပါဦးစကိုင်းစကိုင်းကနော်အဲ့တိုင်းသားဖို့တို့တဲ့ရေအဲတိုင်းသားလူငယ်များစာရေးဖို့တို့တဲ့ဒီဂရီကောလိပ်ပေါ့နော်စကိုင်းအဲ့အုံတော်မြောက်ရောအဲ့ရအောင်ဖြစ်တယ်ဆိုတော့ဒါတော့တော်တော်တော့လုံချွေးပေါ့ရော်တယ်ပြောမလား ဒါကြီးတွေကဒီလိုအချက်ဖက်တက်ဖြတ်မှုတွေရှိလာနေတာတော့မကောင်းဘူးပေါ့ဗျာဒါသတိထားရမယ့်ကိစ္စတစ်ခုဖြစ်တယ်လို့ကျွန်တော်ဒီနေ့ပြောချင်တယ်ပေါ့နော်နောက်တစ်ခုကအာဇီကုံဇီကုံဇီကုံကတော့ KTV မှာဖြစ်တယ်လို့ကြားတယ်ဒါပေမဲ့ KTV မှာဖြစ်တယ်ဆိုတော့ KTV ထဲမှာပဲဖြစ်သလားအပြေမှာဖြစ်သလား KTV နားမှာဖြစ်သလားတော့မသိဘူးသို့တော့ဇီကုံမျိုးကနော်ဒီဒီဒီပြည်လမ်းမှာကြီးဖေးပေါ့နော်အဲ့လိုပဲပြောမလားဇီကုံမျိုးက KTV မှာနော်ရဲစခန်းနဲ့နှစ်ဖာလုံးတော့ကွာတယ်ဇီကုံနဲ့ဝက်ကော်ကြီးရွာကြရွှေအရိပ်ဆိုတော့ KTV တဲ့အဲ့ KTV အခန်းအောင်ပါတယ်ခန်းတစ်ဖက်တုံးလို့ပါတယ်ဟုတ်ဖို့တော့မသိဘူးအဲ့မှာပြည်သူစစ်အဖွဲ့တွေ ကြည့်ရတာညဘက်ပင်မန်းလို့ထင်နေပါတယ်ပင်မန်းလို့နည်းနည်းပိုင်းရမကာလေးပါလိမိဝဲပြီးတော့ပျော်တာပါးတယ်ရှိနေပါဘို့အဲ့မှာ PDF ရဲ့တရင်းရောက်တယ်လာပြစ်သွားတယ်ပြစ်တော့တော့အသေးကုန်တယ်ပေါ့ဗျာပြည်သူစစ်တီတီကုန်တယ်ပေါ့ပြည်သူစစ်တီပြည်သူစစ်လိုပဲခေါ်မလားဒီအေးပေါ့ပြည်သူစစ်လိုပဲခေါ်ပေါ့တစ်ခါကတော့ပြည်စိုးထီလို့ခေါ်တယ်ကျွန်တော်ပြည်သူစစ်လိုခေါ်ပြည်သူစစ်လိုပြစ်ခံလိုက်ရသေးသွားတယ်လို့ကြားတယ်လူတော်တော်များသေးတယ်အဲ့မှာ ကရီဘီမဲလေးတွေပါဂျားညာပြီးပြောရတယ်လို့ကြားပါတယ်တနာပါတယ်ကျေစင်းတို့လာမင်းတို့တနာပါတယ်ဗျဂျားညာပြီးနင်းတိုင်းနေနော်ကျေစင်းတို့လာမင်းတို့နော်မြန်တို့တို့တွေ့တာတို့ဘာညာဘာညာတို့ပေါ့နော်တနာပါတယ်သူတို့ခင်ဗျလေဂျားညာခုံးနော်အဲ့တော့อืมဒါလည်းဖြစ်စဉ်လေးတကယ်ဖြစ်သွားတယ်ဆိုတဲ့လေးဒါဘယ်နည်းဖြစ်တာလဲဆိုတော့မနေ့ကညာဖြစ်တာတဲ့မနေ့ကညာဖြစ်တာတဲ့အကုန်လုံးကတော့မနေ့ကညာဖြစ်တာတွေပေါ့နော်ဒါလည်းဖြစ်တယ်လို့ကြားပါတယ်အဲ့တော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့မင်းကင်းလောင်းပြည့်ကြေးရွာမှာရှိတဲ့ရွှေမျောလောက်ွက်မနေ့ကဘုံကျဲခံရပါတယ် ကျွန်တော်တော့ဒီလောင်းပြေလောင်းပြေရွှေမြောလို့ကွယ်နေပတ်သက်ရင်ပြီးခဲ့တဲ့ရပိုင်ပြဿနာတွေတောက်လျှောက်တက်တယ်ခမတို့သိတယ် PDF တွေနဲ့ရွာကလေးကျမှတောက်လျှောက်ပြဿနာတက်နေတာဟိုလောင်းပြေရွှေမြောလို့ကွယ်နေပတ်သက်ပြီး PDF တွေကသူတို့ပဲမောင်ပိုင်စီးပြီးတော့အဲ့လောင်းပြေရွှေမြောလို့ကွယ်ပြီးရွာသားတွေအထူးမခံဘူးသူတို့အဖွဲ့တွေနဲ့သူတို့လူတွေပဲအတင်းတူးနေတာတူးနေတော့ကြာလာတော့ရွှေမြောလို့ကွယ်မှာအဲ့ရွှေတွေရအောင်ရှာနေတော့ ကြာတော့ရွာကန်တွေကဆန္ဒပြရင်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်ပြရင်လည်းရွာကန်တွေကအဖမ်းခံတဲ့ဘဝတွေရောက်ကုန်ရွာရဲ့ဆန္ဒပြကောင်းကောင်းတွေအဖမ်းခံပြီးတော့ဘယ်အောင်ဆုံးပြောက်သွားတဲ့ဘဝတွေရောက်ကုန်တော့အဲ့ဒီမှာကြည့်ရတာရွာကန်တွေမြေတင်းလာရတယ်ထင်တယ်ခုတော့ရွာကန်တွေကကြည့်ရသတင်းပေးလိုက်သလားမသိဘူးတက်ကလေနဲ့ဘုံကျဲသွားတယ်ကျဲတော့အခုလောင်းပြေရွှေမျိုးလုတ်ကွက်မှာမနေ့ကတော့နေမိုင်ဘုံကျဲခံလိုက်ရတော့လူတွေထိခိုက်ကုန်တယ်တေးကြီးကုန်တယ်လို့ကြားတယ်အဲ့တော့ဘုံကျဲခံရတဲ့ခါမှာ PDF တွေတဲ့ပြည်ပြည့်အုပ်စုတွေကဘာကြီးလဲဆိုတော့ပြည်သူတွေဘုံကျဲတေးကုန်ပြီတဲ့ကြီးတယ် အဲ့ဒီလောင်းပြေရွှေမြောလောက်ကွက်ကဲတမိုင်းကိုပြန်ကြည့်ရာသွေးပြန်လိလလိုက်ပြီးခဲ့တဲ့ရက်ပိုင်းလေးတွေမှာပြီးခဲ့တဲ့လပိုင်းလေးတွေမှာဖြစ်တဲ့ရာသွေးပြန်လိလကြည့်လိုက်အဖြေထွက်နေတာ PDF တွေလားယွာလားတွေလားလို့ယွာလားတွေကသူတို့မတူရလို့သူတို့မလောက်ရလို့တောင်းဆန္ဒတွေပြပြီးတော့သူတို့တူးခွင့်ပေးဖို့တောင်းဆိုနေတာပုံကောင်တွေက PDF တွေကသူတို့ကသူတို့သူတို့လူတွေနဲ့သူလဝါကြီးရိုက်ပြီးသူတို့တူးနေတာအဲ့တော့အဖြေရပါလဲလို့မင်းရင်ရှင်းရှင်းပြောစစ်တပ်ဘုံကျဲတာဒီဘသူတွေအဓိကတေးလဲမင်း PDF တွေကြွတာပေါ့ PDF တွေသူ့ရဲ့အပေါင်းပါများကြွတာပေါ့ဟိုယွာသားတွေကတော့လွတ်တာပေါ့ယွာသားတွေကြည့်ရတာ သူတို့လည်းကြနာကြီးလာတဲ့ခါကျတော့စစ်တပ်ကိုတရင်ပေးလိုက်ရတယ်နေအတိအကျကိုပေးလိုက်ရတယ်နေတက်ကတီးထဲရတော့သွားရောပဲအဲ့တော့တခါကြရင်လည်းတခါလာလဲစစ်တပ်ကပြည်တယ်ပြည်သူတွေစစ်တပ်ကပြည်တယ်ပြည်သူတွေဆိုစကလုံးသွားပြောနေရင်အဲ့လူတွေကိုကျွန်တော်ရိုးရိုးရဲမိပဲခမရရန်ကုန်မှာနေတယ်ခမရမန္တလေးမှာနေတယ်ခမရနေပြောနေတယ်နေပြတော်မှာနေတဲ့ပြည်သူမန္တလေးမှာနေတဲ့ပြည်သူရန်ကုန်မှာနေတဲ့ပြည်သူပေါ့ရင်ဘယ်လောက်ရှိရထင်လဲ15တန်းလောက်ရှိတယ်အဲ့15တန်းပြည်သူကရောစစ်တပ်ကဘယ်တော့မှဘုံလာကြတာမျိုးလားဘယ်တော့မှလာပြစ်တာမျိုးလို့ ရှင်းရှင်းလေးတကက်ပြည်သူလူမျိုးကောင်းကောင်းပေါ်နေတဲ့လူဆိုရင်စစ်တပ်ကပြစ်ဆင်ရလဲအကြောင်းမရှိဘူးသို့တော့တပုံနဲ့ရောထွေးနေတိုင်းတဲ့ခါကျတော့တိမိခတ်မိတယ်ဖြစ်နိုင်တယ်တပုံစစ်စစ်ဆိုရင်တော့တီကိုတီမှာဒါရှင်းရှင်းလေးလေယာတုံးကိုခွဲလိုက်မယ်ဗျာတကက်ပြည်သူစစ်စစ်စစ်တပ်အုပ်ချုပ်မှုအောင်နေမြေမှာတည်ရင်အဲဒါရှိတဲ့ပြည်သူတွေမှာပြည်သူကဘယ်ပြည်သူမှအသက်ခံရခြင်းမရှိဘူးစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခြင်းမရှိဘူးเนาะဒါဆိုရင်အဲဒါကပြည်သူတပုံနေနဲ့ရောနှောနေတိုင်းတဲ့သူတွေကြတော့ပြစ်တာခတ်ရင်းနဲ့ဈာညက်ပြီးတော့တရားရီဖြစ်နိုင်တယ်နောက်တစ်ခုကတော့တပုံ ပီဒီအက်တဘောအချက်ပဲပွဲအဲ့ဒီဖွဲ့ကတော့ပြစ်ကိုပြစ်ခံရမှာအဲ့တော့ရှင်းရှင်းလေးပဲလေခင်ဗျားတို့အဖေကထွက်နေပြီလားမဟုတ်လို့အဲ့ဒါကိုတစ်ခါလာလဲပြင်သူတစ်ခါလဲပြင်ရှောက်ပြောလို့တော့မရဘူးကြာတစ်ခါကျရင်အချက်လက်တွေကိုကြည့်ပါ background တွေကြည့်ပါလေ့လာကြည့်ပါဟိုအရာအလုံးကစစ်တပ်စစ်တပ်လည်းညှို့ထိုးနေနေတော့ခင်ဗျားတို့တိုက်ပြရဘရောမှရှေ့မရဘူးဘရောမှတည်ရင်ရောင်းရမှာဘူးအဲ့တော့တချို့ကိစ္စတွေကလည်းရှင်းပြရတော့တစ်ဖက်မီဒီယာတွေကစစ်တပ်ကိုမုံဒီအောင်ဝါးရဖြန့်ခံထားတာစစ်တပ်ဆိုရင်မုံသွားအောင်စစ်တပ်ဆိုရင်မကြိုက်အောင်မချင်သွားအောင်လို့ဝါးရဖြန့်ခံထားတာဖြစ်တဲ့အတွက်အဲ့ဝါးရဖြန့်ခံထားအမှုယူအမှန်လို့ထင်ပြီးခင်ဗျားတို့က တစ်ချိန်လုံးအမုန်းတရားရဲ့နဲ့ရှင်သန်နေမယ်ဆိုရင်ခမတို့ညအချိန်တော့ဘာမှလည်းကောင်းခြင်းတရားနဲ့အိပ်ရမှာနားလေဖို့လိုတယ်ဆိုတော့ပြောရင်ဒီတော့တော့ပါပဲအားလုံးပဲကိုရင်းသားသိရှိပါတိုက်ယူဖို့စေနာမှာထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်လန်တက်ဖြတ်နေကြတာကိုလက်ခုပ်လောပါတီးပြောနေတဲ့လူမိုက်လူရဲကလူတအကျံဖက်အားပေးသမားခမရဖြစ်နေသလားဆိုတော့ပြန်လည်းမျိုးကုန်တော့ပါလို့ပြောရင်ねကိုနိုင်